ပြည်ပောက်ကိုထွက်ပြီးတော့အလုံးလုံးကင်ကျင်တဲ့သူတွေရဲ့ကြားထဲမှာဒူဘိုင်းကဘာလို့ရေပန်းစားနေရလဲ။ဒါရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးပါမယ်။အဆုံးနှီးကြည့်လိုက်ပါ။ဒူဘိုင်းကကျွန်တော်တို့ဒီ beginner တွေအတွက်ပေါ့နော်အလုံးကင်ရှာဖွေနေတဲ့ beginner တွေအတွက်ဆိုလို့ရှိရင်အာအလုံးကင်အခွင့်အလမ်းတွေဒါအများကြီးရှိတဲ့အတွက်ပေါ့နော်ကိုလေးလာရင်လေးလာနိုင်သလောက်အလုံးကောင်းတစ်ခုရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီတချို့အလုပ်တွေอ่ะဆိုလို့ရှိရင်เนาะကျွန်တော်တို့ပညာရေးချင်းနေတင်းတန်းစင်းလက်မှတ်တွေတိတ်မလိုအပ်ပါဘူး ပြီးတော့ language ကလည်း English ကို program ပြောတာဖြစ်တဲ့အတွက်ဒါပို့ပြီးအဆင်ပြေစေရေပေါ့နော်ပြီးတော့နောက်တစ်ခုကဒါ Dubai ကဆိုလို့ရှိရင်ဝင်ဝင်ဆောင်ဆောင်ရမလို့ရတဲ့အတွက်အစိုးရကိုပေါ့နော်ဒါဘာအခွန်မပေးစရာမလိုဘူးဝင်ဝင်နဲ့ပတ်သက်ပြီးတော့ဒါကတော့ Dubai ရဲ့အားသာချက်တွေကကောင်းတဲ့ချက်တစ်ချက်ဖြစ်ပါတယ် ောက်တစ်ချက်အနေနဲ့ကတော့ဒူဘိုင်းကဆိုလို့ရှိရင် international standard နဲ့အညီအလုပ်လုပ်အောင်မှဖြစ်တဲ့အတွက်တင့်အနေနဲ့လုပ်ငန်းအတွေ့အကြုံကောင်းတွေအများကြီးရရှိမှာဖြစ်ပါတယ်။ပြီးတော့လုပ်ငန်းဝင်မှာဆိုလို့ရှိရင်လည်းနိုင်ငံပေါင်းစုံကလူတွေနဲ့ပေါ့နော်ဒါအလုပ်လောက်ကံရမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ communication skill တွေပြီးတော့အင်္ဂလိပ်စာစွမ်းရည်တွေလည်းတိုးတက်မှာဖြစ်ပါတယ် ောက်တစ်ချက်အနေနဲ့ကဆိုလို့ရှိရင်တော့ဒူဘိုင်းကဒါခီးသွားလုပ်ငန်းတွေပေါ့နော်ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတနိုင်ငံဖြစ်တာနဲ့အညီအလုတ်ကန်ကောင်းနေလေအများကြီးရှိနေတာဖြစ်ပါတယ်ကျွန်တော်မြန်မာလူမျိုးတွေအနေနဲ့လည်းဒူဘိုင်းမှာဒီရှိရပေါ့နော်ဒူဘိုင်းမှာရှိတဲ့ဒီဟိုတယ်ကြီးတွေအာနေရာကောင်းတွေမှာအလုတ်လုတ်ကန်နေကြတဲ့သူတွေလည်းရှိနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့အလုတ်ကန်အခွင့်အလမ်းကောင်းတွေအများကြီးရှိနေတဲ့ဒူဘိုင်းကိုလာပြီးတော့အလုတ်ကန်ရှာဖွေခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်တူရဲစင် LLC Travel and Tour Company ကနေပြီးတော့ဒီကြရဲ etiquette တွေပြီးတော့ ့ဒီဒူဘိုင်းမှာ accommodation တွေပါဝင်တဲ့နေဖို့ accommodation တွေပါဝင်တဲ့ package တွေဝယ်ယူပြီးတော့ဒူဘိုင်းမှာအမြန်ဆုံးလာရောက်ပြီးအလုပ်ကိုင်းနေရှာဖွေလိုက်ပါအားလုံးကျေးဇူးတင်ပါတယ်